မင်္ဂလာပါခင်ဗျာအိုင်ဒီယာမြန်မာကနေပြီးတော့ဒီဇင်ဘာလ6ရက်နေ့မြန်မာနိုင်ငံတဝမ်းမှာရှိတဲ့စီးရီးစီးပွားရေးလူမှုရေးသတင်းတွေတဲ့ကထူးခြားတဲ့သတင်းအချို့ကိုအောက်နှုတ်တင်ပြပေးလိုတာဖြစ်ပါတယ်ပထမဆုံးတင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့မြန်မာတရုတ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆုံးတီထောင်ကောင်ထယ်ဖို့ရေးဆိုင်ရာဘူကော်မတီနဲ့လုပ်ငန်းကော်မတီဖွဲ့စည်းတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်မြန်မာတရုတ်နိုင်ငံအကြားနယ်စပ်စီးပွားရေးလုပ်ငန်းများကိုပုံမှန်လင်းများသာဆောင်ရွက်နိုင်ရေးအတွက် မြန်မာတရုတ်နေဆက်စည်းဝါးရေးပူးပေါင်းဆောင်ရွက်မှုဆုံးတီထောင်ခုံတော်ဖော်ရေးဆိုင်ရာဘူကော်မတီနဲ့လုပ်ငန်းကော်မတီကိုဖွဲ့စည်းလိုက်ကြောင်းနိုဝင်ဘာလလကုန်ပိုင်းမှာထုတ်ပြန်နေမြန်မာနိုင်ငံပြန်တမ်းအရာသိရပါတယ်။အဆိုပါကော်မတီဖွဲ့ဖွဲ့စည်းမှုကိုမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရုံးအမိတ်ကြော်ညာစာမှတ်184မြင်းသော2025ပြည့်စက်တင်ဘာလ18ရက်နေ့မှာပြသပေးခဲ့ခြင်းဖြစ်ပြီး၎င်းအမိတ်ကြော်ညာစာအရမြန်မာတရုတ်နှစ်နိုင်ငံကြား နေဆက်စီးပွားပူးပေါင်းဆောင်ရွက်မှုဆုံးတည်ထောင်ခြင်းဖြင့်စီးပွားရေးလုပ်ငန်းများ ပိုမိုလျင်မြန်စွာဆောင်ရွက်နိုင်ရန်အတွေ့အကြုံရတဲ့အခက်အခဲများအားမြန်ဆုံးဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့်သူစီးပွားရေးဆုံးတည်ထောင်ခြင်းကိစ္စရပ်များနဲ့သက်ဆိုင်မှုမရှိတဲ့စီးပွားရေးဆောင်ရွက်ချက်များကိုလည်းအကောင့်ထဲပေါ်ဆောင်ရွက်ရန်ရည်ရွယ်ပြီးဖွဲ့စည်းခြင်းဖြစ်တယ်လို့သိရပါတယ်။ဥစွာမြန်မာတရုတ်နေဆက်စီးပွားပူးပေါင်းဆောင်ရွက်မှုဆုံး ီထောင်ကောင်တဲ့ဖွဲ့ရေးဆိုင်ရာဘိုးကော်မတီကိုစုစုပေါင်းအဖွဲ့ဝင်22ဦးဖြင့်ဖွဲ့စည်းထားပြီးစီးပွားရေးနဲ့ကုတန်းချောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးမှဥက္ကဋ္ဌကချင်ပြည်နယ်အစိုးရဖွဲ့နဲ့ရှမ်းပြည်နယ်အစိုးရဖွဲ့ဝန်ကြီးများမှဒုတိယဥက္ကဋ္ဌများဖြင့်ပါဝင်ပြီးစီးပွားရေးနဲ့ကုတန်းချောင်းဝယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးမှတွင်ရင်မူကိုယ်တိုင်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်မှတွဲပတ်အတည်မှုများဖြင့်ပါဝင်ကြောင်းသိရပါသည်။၎င်းဘိုးကော်မတီရဲ့လုပ်ငန်းတာဝန်များအနေဖြင့်နေဆက်စီးပွားရေးပူးပေါင်းမှုဆောင်ရွက်မှုဆုံး တည်ထောင်အကောင့်ထဲပေါ်ရေးအတွက်စီမံခန့်ခွဲကြည့်ကြဆောင်ရွက်ခြင်းနေဆက်စီးပွားပူးပေါင်းဆောင်ရွက်မှုဇုံ၌တည်နေရန်အကျယ်ဝင်းနန္ဒမိတ်သမတ်ချက်များကိုမြို့သားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသို့တင်ပြ၏အတည်ပြုချက်ရယူဆောင်ရွက်ခြင်းတို့အပါအဝင်လုပ်ငန်းတာဝန်ကိုရရဆောင်ရွက်မည်ဖြစ်ကြောင်းသိရပါသည်အလားတူလုပ်ငန်းကော်မတီမှကိုယ်တိုင်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်မှဒုတိယဥက္ကဋ္ဌဒုတိယညွှန်ကြားရေးမှူးချုပ်မှဒုတိယဥက္ကဋ္ဌမူစိန်တရ၅မှန်ကုန်သွယ်ရေးဆောင် ုံသိဦးစီးဌာနညွှန်ကြားရေးမှူးမှအတွင်ရမှုမူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခရိုင်အုပ်ချုပ်ရေးမှူးမှတွဲဖက်တွဲရေးမှူးတရှမ်းပြည်နယ်အကောက်ခွန်ဦးစီးဌာနညွှန်ကြားရေးမှူးမှတွဲဖက်တွဲရေးမှူးနှစ်တို့ဖြင့်အသီးသီးပါဝင်ပြီးစုစုပေါင်းဖွဲ့ဝင်16ဦးဖြင့်ဖွဲ့စည်းတယ်သိရပါတယ်ဆက်လက်တင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ဘင်္ဂလားဒေ့ရှ်ဥအမ်ထဆန်တန်ဂျိန်9500တင်ပို့ရဲ့စီစဉ်နေဆိုတဲ့သတင်းဖြစ်ပါတယ်။ယာရီတိုင်းဒေသကြီး ပထမစက်မှုဆောင်စီမံကိန်းမှာဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အစိုးရချင်းချင်း government to government G2G စနစ်ဖြင့်အမထ9မှတ်စံတန်ချိန်8500တင်ပို့ရေးစီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။၎င်းတို့ G2G စနစ်ဖြင့်အမထ9မှတ်စံတန်ချိန်8500တင်ပို့နိုင်ရေးကြိတ်ခွဲထုတ်လုပ်ရမှာ400ကီလိုဝက်ဆိုလာစနစ်တက်ဆင်ပြီးစံရည်သွေးပြည့်မီအောင်စနစ်တကျကြိတ်ခွဲနေခြင်းလည်းဖြစ်ပါပြီ။ထို့ပြင် ပသိမ်ဆက်မှုဆောင်စီမံကိန်းမှာမင်္ဂလာဆင်နိုင်ငံတို့ G2G စနစ်ဖြင့်ပထမအကြိမ်စံတန်ချိန်2500ကို MVMCS 11သင်္ဘောပေါ်သို့ကုန်တင်ပို့ခြင်းဆောင်ရွက်နေပြီးယင်းသို့တင်ပို့သည့်ဆန်ရည်သေးပြည့်မီရင်သတ်မှတ်ကာလတွင်တင်ပို့နိုင်ရေပို့ကုန်တင်ပို့ရာမှာကုန်သွယ်မှုဆိုင်ရာဌာနများ၏လုံထုံးလုံးကြီးများနှင့်အညီတင်ပို့နိုင်ရေးအတွက်တိုင်းဒေသကြီးအစိုးရဖွဲ့ကပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါသည်။ရာဂီတိုင်းဒေသကြီးဟာစိုက်ပျိုးရေးကိုအခြေခံတဲ့တိုင်းဒေသကြီးဖြစ်ပြီး စံစဘာကိုတိုးချက်စိုက်ပျိုးနိုင်ခြင်းကြောင့်ဒီတွင်စာတုံးမှုပူလုံစေသည့်အပြင်ပြည်ပပုဂ္ဂိုလ်များမှနိုင်ငံသားငွေသုံးမြင့်ရရှိစေရန်ဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါတယ်။ဆက်လက်ပြင်ပြပေးလိုတဲ့သတင်းတပုတ်ကတော့ထိုင်းဘက်6တန်းစုအားဘန်ကောက်မှမြန်မာဇနီးမောင်နှံထပ်မံစုခုရဲဆိုတဲ့သတင်းဖြစ်ပါတယ်။ဘန်ကောက်မြို့မှာနေထိုင်လို့လုတ်ကင်နေရန်ကုန်တိုင်းစာတိမြန်မာဇနီးမောင်နှံသူဟာဒီဇင်ဘာလ1ရက်နေ့ထိုင်းထီဖွင့်ပွဲမှာဘတ်6တန်းထပ်မံကန်ထုခဲ့ကြောင်းထိုင်းရောက်မြန်မာလူသားများကိုကူညီပေးတဲ့ MHAC မဟာမိတ်အဖွဲ့ထံမှသိရပါတယ်။၎င်းစနီးမောင်နှံဟာထိုင်းနိုင်ငံမှာ၅နှစ်ကြာလုပ်ကိုင်သူများဖြစ်ပြီး၎င်းတို့ရဲ့စူးကျင်းတွေက MHAC အဖွဲ့ထံအကူအညီတောင်းခံခဲ့တဲ့ဖြင့်ဒီဇင်ဘာလ၄ရက်မှာထွက်ယူပေးခဲ့ကတန်တူးရှင်တို့က MHAC အဖွဲ့အတွက်ဗတ်တသိန်းခုံလုံးနေတဲ့မြန်မာလူသားများအတွက်အကူအညီထောက်ပံ့မှုများပြုလုပ်ပေးခဲ့တယ်လို့သိရပါတယ်။ဒီခုလဇန်မာထိုင်းနိုင်ငံတောင်ပိုင်းဟဲရိုက်မြို့နီးမှာမြန်မာညီကိုနူးကလည်းဘတ်၆တန်း တဆောင်တွင်ဘတ်ဆနသန်းကန်ထုခဲ့တရာယခုလာဆန်းမှာမြန်မာနိုင်ငံသားများကထိုင်းဒီပထမ3စုအထိစုခုနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့မန်ရွှေဆက်တော်ဖျားပွဲကျင်းပမင်းဆိုတဲ့သတင်းဖြစ်ပါတယ်။ဝေတိုင်းဒေသကြီးမင်းမှုခရိုင်မင်းမှုစကုမြို့နယ်မန်ရွှေဆက်တော်ဖျားပွဲကိုနောက်မဲ့2026ဇန်နဝါရီလမှာစတင်ကျင်းပသွားမှာဖြစ်ကြောင်းဖျားပွဲတော်ကျင်းပရေးဦးစီးကော်မတီကနေသိရပါတယ်။ ဆိုပါပွဲတော်ကိုကျင်းပနိုင်မှုအတွက်မန်းရွှေဆက်တော်ဖျားဩဝါဒစီရဆရာတော်ကြီးများမှဩဝါဒခံယူပြီးလာမယ့်ဇန်နဝါရီလ22ရက်နေ့တဘူရဲလာဆန်း9ရက်နေ့မှာစတင်ဖွင့်လှစ်သွားမှာဖြစ်ပြီးဧပြီလ18ရက်နေ့အထိမဟာတချံရုံးပိတ်ရက်အပောင်းဝင်ရက်ပေါင်း86ရက်ကြာကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။မန်းရွှေဆက်တော်ရာပါရဇေဒီတော်ဗုဒ္ဓဘုဇနီယပွဲတော်ကြီးကိုနှစ်စဉ်ဘူရဲလာဆန်း9ရက်မှာမြန်မာ21ရက်အထိကျင်းပပြုလုပ်လို့ရှိပါတယ်။ ဒီခုနှစ်မှာလည်းမန်းရွှေစက်တော်ဖျားကြီးရဲ့ပြပွဲတော်ကိုအစင်လာမပြတ်စီကားတိုက်မြိတ်စွာကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့မန္တလေးပေါက်ကျိုင်းလဖိတ်ရီဆိုင်မိလောင်မှုဖြစ်ပွားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ဒီဇင်ဘာလ၄ရက်နနက်9:40 40မိနစ်မှာမန္တလေးတိုင်းဒေသကြီးမဟာအောင်မြင်မြို့နယ်58လမ်း103လမ်းနဲ့43လမ်းကြားပေါက်ကျိုင်းလဖိတ်ရီဆိုင်မိလောင်မှုဖြစ်ပွားသဖြင့် မြို့နယ်မိသက်စခန်းမှာတွားရောက်နှိမ့်သက်ပေးခဲ့ရတယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ပြည်တွင်းထုတ်တက်စီများကိုဈေးနှုန်းသက်သာစွာဖြင့်ဖြန့်ဖြူးရောင်းချပေးနေပြီဆိုတဲ့သတင်းဖြစ်ပါတယ်။စွန့်ဝင်ကြီးဌာနကပြည်တွင်းမှာထုတ်လုပ်တဲ့ RON 68တက်စီများကိုရခိုင်ကပုဂ္ဂလိကသို့တင်တာစနစ်ဖြင့်ရောင်းချခဲ့ရမှာယခုဇန်နဝါရီလမှစတင်ပြီး30သူများထံတိုက်ရိုက်ရောင်းချတဲ့စနစ်နဲ့ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်။ အပြင်ရေနံစိမ်းနဲ့သဘာဝထန်းခွေရရှိမှုပေါ်မူတည်ပြီး Ron 72နဲ့ Ron 77တက်စီများကိုလည်းထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်။ယခုရေနံစိမ်းကုန်ကျစရိုးများကျဆင်းလာတဲ့အတွက်စိုင်းရင်ဝင်ကြီးဌာနအနေဖြင့်ဒီဇင်ဘာလကနေစတင်ကပြည်ရင်းထုတ်တက်စီမျိုးမျိုးကိုရခင်က ရောင်းချနေတဲ့ဈေးများထက်တလီတာမှာ200ကျပ်ထိလျှော့ချပြီးဖြန့်ဖြူးရောင်းချပေးသွားမယ်လို့သိရပါတယ်။ဆက်လက်ပြီးအစင်းမြေ Ron တက်စီများကို ကိုယ်တိုင်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ယင်းနန်းဓာတုဗေဒဆက်ယုံတံပြာကမ်းမှထုတ်လုပ်တဲ့ပြရင်းတက်စီ bronze 68များကို2025ခုနှစ်ဇန်နဝါရီလ4ရက်မှစတင်ကတလီတာကိုဝေချက်2200နုံဖြင့်မြမယင်းနန်းဓာတုလုပ်ငန်းလက်အောက်ရှိ73စီရောင်းဆိုင်များမှအများပြည်သူများသို့လွတ်လပ်စွာဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်။စိုင်းဝင်းကြီးဌာနမြမယင်းနန်းဓာတုဗေဒလုပ်ငန်းအောက်ရှိအမှတ်1 ီနန်တန်းငွေစက်ရုပ်မင်းဘူးကိုပြန်လည်လည်ပတ်နိုင်ခဲ့ပြီးအဆိုပါစက်ရုပ်မှာထုတ်လုပ်တဲ့ Dessy Ron 77ကိုတလီတာကို2245ကျပ်နှုန်းဖြင့်ပြောင်းစုနေပြီးနေပြည်တော်ရှိ73စီရောင်းဆိုင်မှ3935မှာအောက်တိုဘာလ1ရက်မှစကအများပြည်သူကိုလွတ်လပ်စွာပြန်ပြူရောင်းချပေးနိုင်ခဲ့ပါတယ်။ပြည်သူလူထုနေဖြင့်ပြည်ထောင်စုနေမြေနေပြည်တော်ရှိ73စီရောင်းဆိုင်အမှတ်3935မှာ ီရင်းထုတ်ဓာတ်ဆီများဖြစ်တဲ့ RON68 RON77 တို့ကိုဈေးနှုန်းသက်တာစားဖြင့်ဝယ်ယူသုံးစွဲနိုင်ပြီဖြစ်ကြောင်းစွန့်ရင်ဝန်ကြီးဌာနမှသိရပါတယ်။နောက်ဆုံးတင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့နေပြည်တော်ရှိသူရဲကောင်းဘိမ်းမံမှာခေတ်ဆက်ဆက်သူရဲကောင်းများဂုံပြူပွဲကျင်းပမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ခေတ်ဆက်ဆက်က တိုင်းပြည်အတွက်အသက်ဆုံးလူသွားခဲ့ကြတဲ့သူရဲကောင်းများဂုံပြူပွဲကို၁၂နှစ်မြောက်အဖြစ်ဒီဇင်ဘာလ9ရက် နနက်9နာရီမှာနေပြည်တော်ရှိတွရဲကောင်းဗိမ့်မံမှာစစ်ပသွားမှာဖြစ်ကြောင်းဂုံပြူပွဲစစ်ပရေးကော်မတီကနေသိရပါတယ်။စစ်နှစ်နှစ်မြောက်တွရဲကောင်းများဂုံပြူပွဲကိုတက်မတော်ချစ်မြတ်နိုးတဲ့အဖွဲ့များစုပေါင်းပြီးခေဆက်ဆက်တိုင်းပြည်အတွက်အသက်ခံနာဆွလွတ်ခဲ့ရသူများလက်ရှိတာဝန်ထမ်းဆောင်နေကြသူများကို၎င်းတို့နဲ့ထပ်တူတက်မတော်ကိုချစ်မြတ်နိုးသူများကအမြဲတမ်းရှိနေကကျေးဇူးတင်ပြီးအစဉ်အမြဲလေးစားနေတယ်ဆိုသောရည်ရွယ်ချက်များဖြင့်ကျင့်ပခြင်းဖြစ်ကြောင်းသိရပါတယ်။ ုံပြူပွဲတက်ရောက်မဲ့သူများအနေဖြင့်အဖွဲ့အစည်းများလိုက်သက်မှတ်အဖွဲ့အစည်းဝစ်စုံများနိုင်ငံရေးပါတီများနဲ့သက်ဆိုင်ရာပါတီဝစ်စုံများမြန်မာအမျိုးသားဝစ်စုံတိုက်ပွဲအနက်ပစိုးအနက်သို့မဟုတ်အနက်ရောင်ပါသောပေါ်ပါသောအနောက်တိုင်းဝစ်စုံများမြန်မာအမျိုးသမီးဝစ်စုံအနက်ရောင်ဝစ်စုံများဝစ်ဆင်ပေးကြရန်ဂုံပြူပွဲကျင်းပရေးကော်မတီကအသိပေးနှိုးဆော်ထားတယ်လို့သိရပါတယ်။ဒီရဲကောင်းများဂုံပြူပွဲမှာပြည်ထောင်စုကြီးငြိမ်းချမ်းစေရန်ရည်တမ်းပြီးစုတောင်းမယ်အစီအစဉ်ကိုလည်းထည့်သွင်းထားတယ်လို့သိရပါတယ်။ ီနေ့တင်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတော်အမှာရှိတဲ့စီးရီးစီးဝါးရေးလူမျိုးသတင်းတွေတဲကထူးခြားတဲ့သတင်းအချက်ကိုရွေးချယ်ပြီးကောက်နှုတ်တင်ပြပေးလိုက်တာဖြစ်ပါတယ်။အားလုံးကိုစိတ်နှပြစမ်းမရှင်လန်းကြပါစေခင်ဗျာ။